သာအလုံးမမိန်လာပါကျွေးရဲ့ဗီဒီယိုလေးအနေပြန်ပြောကြည့်ဆိုလိုက်ပါရယ်အဝေးချရတဲ့ဒီ technique တွေမှာအများကြီးရှိရယ်အာဆေးတောက်တာဖြစ်ကျင်းသွားတာဖြစ်ဖြစ် fasting လောက်တာဖြစ် calorie deficit လောက်တာဖြစ်အများကြီးအများကြီးရှိရယ်ဒီနေရာမှာယူပြောဆန်တာတခုကဒီ calorie deficit လောက်တာနဲ့ fasting လောက်တာပေါ့နော် so calorie deficit လောက်တာကအရန်ကို ကောင်းပြီးတော့ထိရောက်တဲ့ technique တစ်ခုဖြစ်ပါတယ်ဆိုတော့ဆိုပါဆိုဂျူက2000 calorie စားရမယ်ဒါပေမဲ့ဂျူက ကျူစားရမယ်ပမာဏထက်လျှော့ပြီးစားလိုက်မယ်ဒါဆိုရင်ဝေးကတဖြည်းဖြည်းကျသွားမယ်ပေါ့နော်ဆိုတော့1500ပဲစားရစားမယ်ဆိုပါဆိုဒါဆိုရင်မနက်ထရယ်အာထမင်းစားတယ်ထောက်လိုက်ပါတော့ဒါလို့ရှင်လည်းကာဘွန်ဟိုက်ဒရိတ်တွေကိုအရင်အဆုံးစားတယ်အာ300ကယ်လာရီလောက်ပေါ့နော်အာပြီးလို့ရှင် lunch မတိုင်ခင်မှာဒီ200ကယ်လာရီရှိတဲ့ဒီ mouth ဒီအချိုတွေပေါ့နော်အာဒါကိုဂျူးစားလိုက်တယ် ပြီးလို့ရှိရင် lunch ကိုနောက်ထပ်900 calorie စားလိုက်တယ်ဒါဆိုရှင်1000 calorie ရှိသွားပြီပေါ့နော်ပြီးလို့ရှိရင်ကြားထဲမှာအာဒီရုံးကပေါ့နော်ကျွေးတဲ့ဒီအချိုကြီးလေးတောက်လိုက်တယ်ပေါ့နော်မုန့်လေးစားလိုက်တယ်ထားလိုက်ပါတော့ဒါဆိုရှင်အာ100 200 calorie ထားလိုက်ပါတော့ပြီးလို့ရှိရင်ညနေရောက်တော့ကျူက300 calorie လောက်ရှိတဲ့ဒါထမင်းကိုကျူပြန်စားလိုက်တယ်ကျူထင်တာကတော့ဒီကျူစားရမယ့်ပမာဏထရော့ပြောစားနေရစင်ပြေတယ်လို့ကျူထင် ထင်ခဲ့တယ်ထင်မယ်ပေါ့နော်အာအရင်တော့အဲ့လိုစားခဲ့ဘူးရယ်ယူထင်ခဲ့ဘူးရယ်ဒါပေမဲ့ the problem is that အဲ့မှာဂျူတို့ကမနထထချင်းမှာဘိုက်တဲမှာဘာမှမရှိတဲ့ချိန်မှာကာအဲဒီကာဘိုဟိုက်ဒရိတ်တို့အရင်အဆုံးထည့်တယ်ပြောလို့ရှိရင်အာဂလူကိုကစပိုက်ဖြစ်နေပြီအဲ့ချိန်မှာအနာမပေးပေးနဲ့ဒီ lunch time တိုင်းကမှာမုံစားလိုက်တာဖြစ်လို့တကြောင်မို့ကိုကိုဆက်ပြန်တက်လာတယ် ်သို့ရှင် lunch ပြန်စားရတယ်သို့ရှင်ကြားထဲမှာ snacking ပြန်စားရတယ်ပြီးလို့ရှင် lunch အ uh, dinner ပြန်စားရတယ်ဆိုတော့ဂျူရဲ့ glucose uh, glucose carola costa လို့ဖြစ်နေတယ်ဆိုတော့ဂျူရောက calorie deficit လုပ်နေရတဲ့ဒါပေမဲ့ဂျူရောရစားရတဲ့ the qualities of our meals and the time and balance ဖြစ်လာမဖြစ်လာဆိုတာကပို့ပြီးတော့အရေးကြီးရယ်ဆိုတော့ဂျူရောကဘယ်လောက်ပဲအာ ကိုစားရမယ့် calorie ထက်နေပြီးတော့စားနေပါစေကိုစားတဲ့ပုံစံကမမှန်ဘူးဆိုလို့ရှိရင်ကြာလာလို့ရှိရင် insulin resistant ဖြစ်ပြီးတော့ဒီသွေးထဲမှာဒီသွေး glucose တွေအရင်များပြီးလို့ရှိရင်ဒါ type 2 diabetes တွေဖြစ်လာမယ် acne problem တွေဖြစ်လာမယ် PCOS တွေဖြစ်လာမယ်ပေါ့နော်ဆိုတော့နောက်တစ်ခုက fasting ပေါ့နော် fasting ကဆိုလို့ရှိရင်အာဒါတော်တော်လေးကိုထိရောက်တဲ့ technique တစ်ခုလို့ကျူး ပြောချင်တယ်ပါလို့ဆိုတော့ကျုပ်ကိုယ်တိုင်လည်းဒါ fasting ကိုဒီအမ်စချောက်ရှစ် ratio ပေါ့နော်ဒီဟာကိုအာတခါတလေလုံးဖြစ်လုံးလေးရှိရဲဒါပေမဲ့ဒီ fasting လောက်တာကအာဒီဂျူတို့ကအမျိုးသမီးဆိုတော့ဒီအမျိုး period တွေလာတဲ့ချိန်တို့ဒါမှမဟုတ်အရင်ဟို stress ပြနေတဲ့ချိန်ဆိုရင်မလုပ်ဘူးပေါ့နော်ခန္ဓာကိုယ်နာပေးထားလိုက်တယ်ပေါ့နော်ဆိုတော့ အဲဒီ fasting ကလည်းအရန်ကိုထောက်ကိုဖြစ်တဲ့အရာမျိုးဖြစ်တယ်ဒါပေမဲ့တော်တော်များများပြောတဲ့ဒီ rumor တွေရှိရပါတော့အဲ fasting လောက်တာကဥမာ8နာရီတွင်စားပြီး16နာရီကို fasting လုပ်မယ်ထားပါတော့ဒါဆိုရင်8နာရီကိုစားနေတဲ့အချိန်ဆိုရှင်ကြိုက်တာစားပါပဲစားစားဒါပေမဲ့16နာရီရောလုံးဝကိုစားဖြတ်လိုက်ဆိုတာမျိုးပေါ့နော်ဆိုတော့ဒီ8နာရီတွင်မှာ ခုနပြောခဲ့သလိုပဲကိုယ့်ရဲ့ the qualities of our meals and ဘယ်ချိန်မှာစားလဲပြီးလို့ရှိရင် balance ဖြစ်လာမဖြစ်လာဆိုတာကပို့ပြီးတော့အရေးကြီးရယ်ပြီးလို့ရှိရင်အာ၈နာရီမှာကြိုက်တဲ့လောက်စားပါပဲစားစားအာရအဆင်ပြေတယ်ဒီ16နှစ်ကြီးကိုဘယ်ဖက်စတင်လောက်တော့မယ်ဆိုတာကအရန်ကိုမှားတဲ့အရာတစ်ခုလို့ချုံမြင်တယ်ဘာလို့လဲဆိုတော့အာဒီ16နှစ်အတွင်းမှာစိတ်တလို့စားရတယ်ဆိုလို့ရှိရင်ဒါကိုစားရမယ့်ကယ်လိုရီထက်များပြီးစားနိုင်တာလည်းဖြစ်နိုင်တယ်နောက်ထပ်တစ်ခုကကြတော့ကိုစားတဲ့ ပုံစံမျိုး the qualities of our meal is not like good okay so the insulin resistant တွေဖြစ်လာနိုင်တယ် that's why အာဂျူတို့က fasting လုပ်တယ်ဆိုလို့ရှိရင်လေဒီကိုစားရမယ့်အချိန်မျိုးမှာဒီ quality meal တွေစားပြီးပို့လို့ရပြီးလို့ရှိရင် ဒီ balance ဖြစ်လားဖြစ်မဖြစ်ဘူးလားဒါတွေကြည့်ပေးဖို့လိုရယ်ပေါ့နော်ကိုကဘယ်လောက်ပဲခြင်းတွေတွားတွားဘယ်လောက်ပဲကောင်းမွန်တဲ့အစာစာတွေစားစားဘယ်လောက်ပဲ supplement တွေတောက်နေပါစေကိုရဲ့စိတ်ကဒီ constantly stress ဖြစ်နေလို့ရှိရင်ဒါဝိကြဖို့ပေါ့နော်ဒါနောက်အနောက်နေဖြစ်စေတယ် but most importantly ကိုယ့်ခန္ဓာကိုယ်ကမကျန်းမာပဲနဲ့ဒီပြဿနာတွေဖြစ်လာမယ်ပေါ့နော်ဆိုတော့ဘယ်လိုပြဿနာတွေဖြစ်လာမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အာဒီ digestion digestive issue တွေဖြစ်လာမယ်အစာမကြေတာတွေဖြစ်လာမယ်အ constipation အ that you cannot poop okay ဒါတွေဖြစ်လာမယ်အဘာလို့လဲဆိုတော့ this ကို stress ဖြစ်လို့ရှိရင်အကိုရဲ့ဒီခန္ဓာကိုယ်က mental stress or physical stress မသိဘူး okay but သူကကြတော့ဒီ rest and digest ဆိုရဲ mode ကို ဥစားမပေးတော့ဘဲနဲ့ဒီ fight or flight fight မလားဝေဝေးထွက်ပြေးမလားဆိုရဲ mode ကိုပဲဥစားပေးသွားမယ်ပေါ့နော်ဆိုတော့ it can lead to a digestive problem okay and constipation ဆာမကြီးရတွေဖြစ်လာနိုင်တယ်ပြီးလို့ရှင်ကိုယ့်ရဲ့ဒီ bite တွေမှာဒီမကောင်းတဲ့ bacteria တွေအများကြီးပေါက်လာစေနိုင်တယ်ပေါ့နော်ဆိုတော့ကောင်းတဲ့ bacteria တွေကိုသူကအာယုတ်နေစေပေါ့နော်ဆိုတော့ပြီးလို့ရှင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ oh sorry quest ဘိုက်ထဲမှာဒီ acid တွေအများကြီးသူကထုတ်ပေးရတာကြောင့်မို့လို့အစာမကြေရတွေအန်ချင်တာတွေဖြစ်လာမယ်ပေါ့နော်အော်ဆိုတော့ဒုတိယတစ်ခုကကျတော့ဒီကိုကအရန်ကို stress ဖြစ်လို့ရှိရင် of course ကိုရ cortisol ကမြင့်တက်သွားတယ်ကိုရ cortisol မြင့်တက်သွားလို့ရှိရင်ဒီကိုရဲ့ခန္ဓာကိုယ်ထဲမှာ white blood cell တွေ produce လုပ်တာအားနည်းသွားပါတယ်ဆိုတော့ဒီ white blood cell တွေက of course ဖြာလို့ရှင်ရင်အဖိုင်လုပ်ပေးရဲအာဒါတွေကညော့နေသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယူရိုကလွယ်လွယ်နဲ့ဖြာဖြာပို့အချစ်ခွန်လန်းလာတာတွေရှိနိုင်တယ်ပြီးရှင်အာတကယ်လို့အထိခိုက်တန်ရာတွေရလို့ရှင်လည်းဒါ healing လုပ်ဖို့နောက်အ like is slow down okay so အာဒါကြောင့်မို့လို့ဒီကိုယ့်ရဲ့ကိုယ်တစိုးမြင့်တက် နှုံးကိုဒီ short ချဖို့လိုတယ်ပေါ့နော်။ကိုယ့်ကိုယ်တစိုးမြင့်တက်နေပြီဆိုတာကိုသိနိုင်တဲ့ချက်တွေကတော့ဒီညဘက်2နာရီ3နာရီမှာအမြဲတမ်းပဲ no no ပြီးတော့အာ like fresh ဖြစ်နေမယ်ပေါ့နော်။အဲ diary ဖြစ်လာမယ်ပြီးလို့ရှိရင်အာအအရန်ကိုအချိုတွေစားချင်လာမယ်အဓိကဖြစ်ကာဘိုဟိုက်ဒရိတ်တွေအရန်ကိုစားချင်လာမယ်ဘာလို့လဲဆိုတော့ကိုတိုဇောမြင့်တက်လို့ရှိရင်ဒီ blood pressure high blood pressure ဖြစ်သွားပါတယ်ဘောနော်ကိုရဲ့ဆိုတော့ဒီအာဒီအချိုးတွေစားခြင်းနဲ့ဟာ craving ကအရန်ကိုမြင့်တက်လာပါတယ်ဘောနော်ဒါတွေဖြစ်လာမယ်ဒါကြောင့်မို့လို့ကိုရဲ့ cortisol အာဒီ high ဖြစ်တဲ့ဟာကိုလျှော့ချဖို့ဆိုတာတကယ်ကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်ဆိုတော့ဘယ်လိုလျှော့ချကြမလဲ right so literally quit your stressful job no i'm just kidding oh my god um သူကဒီရှော့ချရတဲ့နေရာမှာဒီအာ natural နည်းနဲ့ရှော့ချတဲ့အာဒီညီလိုက်တွေအများကြီးရှိပါတယ်ဗောနော်ဆိုတော့ဒီ protein တွေအများကြီးစားပေးပါပြီးလို့ရှိရင်ဒီ red meat တွေဗောနော်အမေသာတို့ဒါ red meat တွေအများကြီးစားပေးပါပြီးလို့ရှိရင်အာ vitamin B3 B3 ကဒီ အာဆန်မာရရပေါ့နော်ဆိုတဲ့တခုကအာပိုတက်ဆီယမ်ပေါ့နော်ပိုတက်ဆီယမ်ကဘယ်ကနေရလဲဆိုတော့ of course salad day vegetable day okay so eat your vegetable and ဒါရီကကိုယ့်ရဲ့ cortisol level ကိုအများကြီးအာ short ချစေနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်တခုကဒီအာလူတွေကအာကြီးလာလို့ရှိရင် growth hormone ကကျသွားပါတယ်ပေါ့နော် aging တွေဖြစ်လာတယ် right so အဲဒါတွေကကျလာပါတယ်ဒါကျလေလေကိုတစောကသူ့ဟာသူမြင့်တက်လေလေဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ growth hormone က activate ဖြစ်တဲ့ချိန်ရှိပါတယ်ဒါတော့အဲ့တဲ့ချိန်မှာ oh thank god right because i love to sleep and uh of course i miss sleep right now could say i could she ne uh so thank god because uh the sleep ကနေအများကြီးကိုတစော level short ချပေးနိုင်တယ် and of course uh that aging ဖြစ်တာတွေလည်းဒါ short chart ပြနိုင်တယ် and another တစ်ခုကကြတော့ insulin like growth mm လောက်ခေါ်တဲ့ဒီဟော်မုန်းတစ်ခုပါเนาะဒါကြတော့ kidney ကထုတ်ပေးတဲ့အရာမျိုးဖြစ်ပါတယ်ဒါကပဲ chain မှာ activate ဖြစ်တယ်ဆိုလို့ရှိရင်မစားတဲ့ chain မှာ activate ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုယ်ခိုက်ခဏကိုအနာပေးတယ်မစားဘဲနဲ့နာပေးတဲ့ chain မှာကိုယ့်ရဲ့ insulin level ရှုတ်ချလာတယ် so ဒီ ig insulin like uh growth factor ဲ့ဒီဟာကဒါ activate ဖြစ်သွားတဲ့ချိန်မှာအာဒီဒီ cortisol level လည်းကျသွားပါတယ်ပေါ့နော် so basically မစားမစားလို့ရှိရင် insulin level လည်းကျတယ် cortisol level လည်းကျတယ် okay and of course နောက်ဆုံးအရအလုံးတည်တဲ့အတိုင်းပဲဒါ toxic people တွေ toxic environment တွေကိုတတ်နိုင်ဆုံး a boundary ထားမယ် limit လုပ်မယ်ပေါ့เนาะအာဆိုတော့ data တွေကကိုယ့်ရဲ့ cortisol ကို ရှော့ချရတဲ့နေလမ်းတွေဖြစ်ပါတယ်ဘလောက်ပဲကိုက healthy ဖြစ်တဲ့စားစာတွေစားနေပါစေဘလောက်ပဲအာဒီ technique တွေဒီ technique တွေသုံးနေပါစေကိုရဲ့ stress ဒီ level ကို manage တဖို့လို stress ဖြစ်လို့ရှင် chronic stress တွေဖြစ်ပြီးတော့ဒါ disease တွေပြောင်းသွားနိုင်တယ်ဗောနော်အဲဒီ stress ကြောင့်ဟုတ် cancer တွေဖြစ်လာတယ်ဒါတွေရှိရဲဆိုတော့အတက်နိုင်ဆုံးဒီ stress တွေကိုချော့ချပါဗောနော်အာဒီဟာလေးကိုချူပြောချင်တယ်ဆိုတော့ thank you so much and see you in the next video guys thank you so much bye bye